ဒီနေ့ဒီနေ့ပြီးစားရတယ်ဒီ you စိတ်ကစား you ရဲ့နေရလေဟောပေါ်စားတိုင်းစားတိုင်းစားတိုင်းငါတခါမှခေါင်းကျဲဘူးမင်းရောဟောပေါ်စားတိုင်းစားတိုင်းစားတိုင်းဘာလို့မရှိနေမင်းမဒီနေ့ပြီးရင်စားရတယ်ဘယ်မှာကျွေးပါလဲမရှိမှာဘူးမရှိမှာဘူးကျူလီယာလားမရှိဘူးရှင် ဟို feeling ဆိုရုပ်ရှင်ကားကြီးကိုအခုစပြနေပါပြီပေါ့နော်ဟိုယူပါကိုအရန်မုန်းလို့လည်းရတယ်အရန်ချစ်လို့လည်းရပါတယ်ယူပါကိုစိတ်ထဲမှာမစွဲဘဲနဲ့ယုံနဲ့ပြန်ထွက်လာရင်ဒါယူပါစိတ်မကောင်းဖြစ်မှာပါအတွေ့အကြုံကတော့အပညာရအများကြီးရလိုက်တယ်အဲ့တော့နောက်ထပ်လည်းအများကြီးရိုက်ချင်သေးတယ်ပေါ့နော်ဆရာကတော့ တိတ်ကြီးအများကြီးရိုက်ရတယ်လို့ပြောတယ်ပေါ့နော်ဒါပေမဲ့ဂျူလီယာတိတ်4အများဆုံးပဲဒီ feeling ကိုတော့ဂျူလီယာအဲ့လိုလေးစူးနဲ့ပတ်သက်ပြီးတော့ဘာမှမဟုတ်ဘူးနော်တွေးထားတော်ထားခြင်းမရှိပါဘူးဒီ character လောက်ကတော့ပေါ့နော်ဟိုကိုကိုကိုတော့အမြဲတမ်းနှိမ့်ချထားတာဆိုတော့လေဟုတ်တွေးထားခြင်းမရှိပါဘူးဟုတ် ီနေ့က affiliation ကာကြီးကိုပထမဦးဆုံးဒါယုံတင်နေပထမဦးဆုံးပွဲချိန်ပေါ့နော်အဲအရင်ရင်ခုံစိတ်လို့ရှားပါတယ်ပရိသတ်တွေနဲ့အတူတူကြည့်ရမယ်ဆိုတော့ညာအိတ်လို့တော့မပြောနင်းတာလေဒုက္ခရောက်တိုင်းရောက်တိုင်းရောက်တိုင်းကိုလိုယုံမဲ့မိမနော်အဲ့လိုမိမတွေကိုတိတ်ကြောက်တယ်တိတ်မုန်းတယ်တိတ်ညှော်တယ် ာတိုင်းရဲ့တော့အမတ်တရားဆိုတာတည်းပေါ့နော်ဒီကားမရိုက်ခင် training နေပေါ့နော်ဒီ3ရက်လောက်ဆင်းတဲ့အချိန်မှာအတန်ပြောက်သွားတာပေါ့နော် ဖြားသွားဆိုတော့အဲ့တော့ဒီဇကားထဲမှာအတန်လေးကနည်းနည်းအတန်ရှက်တတဝင်နေလေးဖြစ်နေတာတကားလုံးပေါ့နော်အဲ့ဒါတော့အမတ်တရားပါအဲတချို့စင်းဆိုလို့ရှိရင်အကြောင်းကြောင်းကြောင့်မို့လို့ပေါ့နော်တစင်းနဲ့ဟိုနှစ်ရက်နှစ်ခါနှစ်ရက်ခွဲလိုက်ရတာရှိရဲ့ဒါပေမဲ့တစင်းနဲ့တစင်းချာမှာနှစ်ရက်လောက်နားရတာလည်းရှိတော့ ဟိုဘောတော့ဒါပေမဲ့လုံးဝမသိတာကိုရိုက်တဲ့အချိန်မှာအကောင်းဆုံးစူးစမ်းပြီးရိုက်ထားပါလေအဲအမှတ်တရရေအများကြီးရှိပါတယ်ဟုတ်ဘာလဲတက်လောက်တော့ရရတက်လောက်ရတာလဲအယူဟင်းရမင်းဘောထိခိုက်နေတော့ဘယ်နှခါဘာများလောက်ခိုက်ဘူးလို့လဲရှင်လို့စိတ်ကြစလူတမောစကဲမီတမောဟိုတမောအရင်ယွန်းတယ်ယွန်းတယ်သမမလို့ရိုးတဲ့စင်းနေအတွက်ကြတိုင်ပတ်တာပေါ့နော်အဲ့လိုလေးအတန်လေးကိုကညှူရတဲ့အခါမှာကုလေကြောင့်ညာဆယ်လေးဒါမဲ့လဲအော် ဟိုအသက်လိုအတန်ဝင်တတ်တဲ့ origin နဲ့အတန်ဝင်တတ်တဲ့ main ကလေးလေးရှိရလေနော်ဟိုသူတို့နာအတန်နာတော့အတန်လေးရဝင်တယ်လို့မျိုးလေးဆိုပြီးတော့ချူလေးရလည်းကားတိုင်းလည်းအတန်တစ်မျိုးနဲ့ဖြစ်နေစရာလည်းမလိုဘူးလေအဲ့လိုလေယူပါအတွက်အတန်ဝင်ပေးရလို့ကိုစိတ်ကိုအဲ့လိုဖြေလိုက်တာအဲ့လိုဖြေပြီးတော့အဲ့တိုင်းတိုးဆောင်လိုက်တာပေါ့မိမတယောက်ရဲ့အချင်းဆိုတာကိုချစ်သူရဲ့လူအင်စံနာတွေကိုဖြည့်စီပေးချင်တာဒါဆိုရင်ကိုကိုယူပါကိုနမ်းချင်တယ် ဟုတ်ကဲ့အပြည့်လောက်ခိုင်းတာအဲ့လိုအပြည့်လောက်ထားမှလိုရာပူရာရှော့ဖို့ပေါ့နော်အဲ့လိုမျိုးလိုရင်းလဲထပ်တင်မှုအဲ့လိုမျိုးချိန်ပေးတာပေါ့ခရိုက်တာကိုတခါတည်းအဲ့ဒီရဟာဇယ်မှာကလေးကအဲ့လိုတန်ဖိုးတွေချိန်ထားတာပေါ့နော်အဲ့ဒါက3ရက်လောက် train လိုက်တဲ့အခါကျတော့တကယ်အွန်စင်းပေါ်ရောက်တော့ကျူးလေးတို့ကအချင်းလေးပေးစရာမလိုဘူး dialogue တရားလည်းရပြီးသားဒီတချင်းလေးနားထောင်တဲ့နေ့စိတ်ထဲကအလိုလိုရောက်လာပြီးတော့ဒီလိုရာပူရာတွေတိတ်ပြောစရာမလိုတော့ဝန်ဆင်းပေါ်မှာလေးဟုတ် အတွေ့အကြုံကတော့ပညာရအများကြီးရလိုက်တယ်အဲတော့နောက်ထပ်လည်းအများကြီးရိုက်ချင်သေးတယ်ပေါ့နော်အများကြီးရိုက်ချင်သေးတယ်ဒီကားမှလည်းအကောင်းဆုံးကြိုးစားထားပါတယ်ဟုတ်ဒီကားမှအဲဆရာနဲ့အမတ်တရားဆိုရင်ဆရာကတော့တိတ်ကြီးအများကြီးရိုက်ရတယ်လို့ပြောတယ်ပေါ့နော်ဒါပေမဲ့ချူးလေးကတိတ်4အများဆုံးပဲ တိတ်20ရေပေါ့နော် တိတ်17နေအထိအဲ့လိုမျိုးရရတာရှိရေပေါ့နော်လွယ်လွယ်ကူကူနဲ့မပြီးဘူးပေါ့နော်အဲ့လိုမျိုးကြီးကြားဖို့ပဲမယ်ဆရာနဲ့ကတိတ်4ပဲကိုနေဝင်ရချူလီရောတိတ်4ပဲအများဆုံးအဲ့ဒါအရက်ကုတ်ယူတယ်တခါလေးတည်းမှာတာပါယူပါအခုစပြပြီဆိုကြည့်ကြည့်ပါ ယူပါပြိတ္တတွေတိမာပါယူပါတကယ်တခါလေးတည်းမှာတော့ ဟုတ်အဲ့လိုပေါ့မိန်းကလေးတွေအဲ့လိုပဲလို့မဟုတ်လားမလုပ်တော့ဘူးတောင်းမမှန်တောင်းမလုပ်တော့ဘူးခဏခဏမပြောဘူးလားအဲ့စကားတွေရရတော့ဒီတကယ်ကို training ပေါ့နော်အဲ့လို rehearsal မှာကလေးကခံစားခဲ့ရတာပေါ့နော်ဒါပေမဲ့တကယ်တကယ် on scene ပေါ်ရောက်တော့ပို့ပြီးတော့စိတ်ထဲရလဲသူပို့ပါတဲ့ခါကျတော့လေပို့ပြီးတော့ဒီဘက်ကလူကလည်းပို့နှစ်တာပေါ့နော်ပြီးတော့ကိုငိုရတဲ့အကြောင်းရင်းရလဲလေကိုပါတယ် တော့လေကိုလုတ်ရက်ကိုကိုတွေးလိုက်တာနဲ့နေတော်တော်ငိုလို့ကောင်းသွားပါတယ်အဲပထမဆုံးစားကြည့်ရဲ့အချိန်မှာတော့အမြင်ကက်စရာကြီးရိုက်တဲ့အချိန်ရောဇက်မာရောအရင်အမြင်ကဖို့ကောင်းဒုတိယတစ်ခေါက်ကြည့်ရဲ့အချိန်ကျတော့ကိုကအားနေချက်တွေလိုက်ရှာတဲ့အချိန်ဖြစ်သွားပြီလေအခုတတိယမြောက်ချိန်ဆိုရင်တော့ယူပါအောင်နားလည်သွားမယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့လေကိုကပရိသတ်တယောက်အနေနဲ့မဟုတ်ဘဲနဲ့ယူပါလုံးမိန်းကလေးတယောက်တာကိုသာဆိုရင်ဆိုခံစားချက်နဲ့ကြည့်မယ်ဆိုသူရွေးချယ်တဲ့လမ်းက သူ့အနေနဲ့ဆိုရင်လည်းမှန်ကောင်းမှန်လေးဘာလို့ဆိုယူပါစွာပညာတတ်ကြီးလည်းမဟုတ်ဟိုက်ဆိုကြီးလည်းမဟုတ်ဘူးလေနော်တကယ်အခြေခံလူရန်းစားအောင်မှာမိဘတွေကလည်းကောင်းတာမဟုတ်ဘူးအဲ့လိုမကောင်းတဲ့မိဘတွေကိုသူကပံ့ပိုးပေးနေရတယ်အင်ကူကောင်းမလေးရဲ့ mindset အရာဆိုရင်တော့ तू ဒီလောက်တွေးနိုင်တာ तू အကောင်းဆုံးတွေးထားတာပဲလေ तू ရွေးချယ်တာသူ့အတွက်ကတော့မှန်တယ်လို့တော့ချူလေးကထင်တယ်ပေါ့နော်ဒါပေမဲ့အပြည့်ကနေကြည့်မယ်ဆိုရင်တော့ သူဘာမကောင်းဘူးပေါ့နော်သူ့လို့ရမှားတယ်လို့ထင်ထင်ရမယ်ပေါ့နော်အဲ့တော့ဂျူလီလို့သုံးခေါက်ကြည့်လိုက်ရင်တော့ယူပါမမုန်းလောက်တော့ပါဒီ feeling ကိုတော့ဂျူလီကအဲ့လိုလေးစူးနဲ့ပတ်သက်ပြီးတော့ဘာမှမဟုတ်ဘူးနော်တွေးထားတော်ထားခြင်းမရှိပါဘူးဘာလို့လဲဆိုတော့ကိုဝိုင်းနဲ့ပထမအုံဆုံးပေါ့နော်စုံတဲ့ကဖြစ်တဲ့အတွက်အဲဒရိုက်တာဆရာကိုဝိုင်းဆရာနေပြီးတော့ပဲနောက်ထပ်ဂျူလီနဲ့အတူတူလက်တွဲပြီးတော့ဂျူလီကိုလက်တွဲခေါ်ခြင်းနဲ့စိတ်ရှိအောင်အကောင်းဆုံးစူးစမ်းမယ်ဆိုရင်စိတ်ပဲရှိခဲ့တာပေါ့နော်ကို့အတွက်လည်းတွေးမိရေထုတ်လို့ရေးအတွက်ကောပြီးတော့အဲ ကိုနေဝင်းအတွက်လည်းတွေ့မိပါတယ်ဟုတ်ပြီးတော့အဲ့ဒီဇက်ကားထဲမှာပါတဲ့အာဒီချမ်းမီတို့တားဖားပေါ့နော်ကိုအောင်စုံမင်းဟုတ်တယ်နော်ကွန်ဆိုမင်းနဲ့ပြီးရွှင်ကလေးလေးနဲ့လေသူတို့တစ်ယောက်ကိုလည်းတွေးမိတယ်ကိုကိုရိုင်းတော့ဘယ်လိုတွေးရအောင်ကိုကိုရိုင်းကကျတော့အဒီ character လောက်ကတော့ဟိုပေါ့နော်ဟိုကိုကိုကိုတော့အမြဲတမ်းနှိမ့်ချထားတာဆိုတော့လေဟုတ်တွေးထားခြင်းမရှိပါဘူးဟုတ် ်ဟုတ်ပျော်ပေးမှာပေါ့အဲ့အဲ့နဲ့အရန်ကုန်ရှိနေဂျူလီကတော့အများကြီးစူးစမ်းလို့ပါသေးတယ်အဲ့တော့ကိုလဝဲစီကဟုတ်ပေါ်အစားမွားနေတာဒီနေ့ဒီနေ့ပြီးစားရတယ်အယူစိတ်ကစားအယူရဲ့နေရလေဟော့ပေါ်စားတိုင်းစားတိုင်းစားတိုင်းငါတခါမှခေါင်းကျွေးဘူးမင်းရောဟော့ပေါ်စားတိုင်းစားတိုင်းစားတိုင်းဘာလို့မရှိနေမင်းမနေငါ့ကိုရှင်းစေချင်ရဲ့မနဲ့ပြမနဲ့ဆယ်နာရီခွဲ တကုံစံနာမှာဖီလင်ရုပ်ရှင်ကားကြီးကိုငါပြိတ္တတွေနဲ့အတူတူကြည့်မှာနင်အားကိုတတိရှင်လာခဲ့လိုက်ပြီအမေနင်ကြွေးပါမဟုတ်နင်ကြွေးရမှာဟောဘာလို့ပါလဲဒီနေ့ပြင်စားရမယ်ဘာလို့မကြွေးပါလဲမရှင်းပါဘူးမရှင်းပါဘူးဂျူလီယာလည်းမရှင်းဘူးရှင်းဟုတ်ကဲ့ပါအဲ့တော့ဖီလင်ကိုလည်းလာပြအောင်ဖီလင်ပြန်ပြောင်းပြီးပါအောင် ဟုတ် feeling ဆိုရုပ်ရှင်ကားကြီးကိုအခုစပြနေပါပြီဘောနော်ဒီနေ့ကနေစပြီးရောမြန်မာတနိုင်ငံလုံးမှာရှိရဲရုပ်ရှင်ုံတွေမှာပြသနေပါပြီဒါရောအားပေးပါအောင်လို့ပြောချင်ပါတယ်အခုလည်းအရန်ဝင်ချင်နေပြီတဲ့စိတ်လှရှားနေဟိုယူပါ့ကိုအရန်မုန်းလို့လည်းရတယ်အရန်ချစ်လို့လည်းရပါတယ်ယူပါ့ကိုစိတ်ထဲမှာမစွဲဘဲနဲ့ယုံနဲ့ပြန်ထွက်လာရင်ဒါယူပါ့စိတ်မကောင်းဖြစ်မှာပါလေ